ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစေဝင်စားပွဲ ထူးခြားစံချင်းတဲတဲ့ရင်ဖို့ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လိုလာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ဖာကံမျိုးနေတော်တွင်တိုက်ပွဲမှာလက်နက်ကြီးမှန်ပြီးတေခဲ့ရတဲ့ရီမျိုးကန်းတင်နာနာဘဝကြီးလို့အမည်ရတဲ့စေဝင်စားပွဲထူးခြားစံချင်း ဒေရရင်ဘုဖြစ်ရဲ့မဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အောင်ပေးကြပါဦးခင်ဗျာရေမျောကန့်တင်ကတုံးကြီးနေဝင်တော့မယ်စားတော့သူများလဲပြန်ကုန်ကြပြီတောင်ပေါ်မျိုးလေးဖြစ်တာကြောင့်နေဝင်စော်ပြီးတဖြည်းဖြည်းနဲ့မှောင်လာပြီတော့မယ်စိုင်မော့ချက်ပြုတ်စားတော့ထားတော့ဥခွက်ပကံများကိုစေကျော်တန်စီရင်တွေ့ ချင်းကြားချင်းနှလုံးမှာထက်ပြီးတူကြတဲ့အိုက်ထွန်းတို့တပိုးတချောင်းမှာရှုပ်ပြီးတစ်ဖက်စီထန်လိုက်ကြပါလေစပြာရီဘူးမိအိမ်နဲ့တခြားဒိုလီမုံစွာတွေကိုရေပုံးကြီးတစ်ပုံးမှာထက်ပြီးဖို့ဆောင်ကဆွဲတယ်နိုင်ငယ်ချင်းသုံးယောက်ဟာစားတော့ဆိုင်မှာချောင်းရှိရကို ထွက်လာခဲ့ကြပါလေတူကြတို့ကားမိုင်းမျိုးလေးမှာမြကြီးနားနဲ့ဖောက်ကန်ကျောက်စင်းတွင်ကိုသွားတဲ့ကားလမ်းမကြီးမှာရှိပြီးသားရအေးချမ်းသောမြို့ကလေးဖြစ်ပါလေ ဖားကန်ကုန်သွားတဲ့ကောင်းမြောင်ရန်နာစခန်းချသဖြင့်စားတော့ဆိုင်များအစီရရှိပြီးအယောင်းဝယ်ကောင်းကြတယ်။သူကြောင့်အိုက်ထွေးနဲ့ပိုးဆောင်တို့ငွေချင်းသုံးရဟောင်းမိတ်ဆွေရင်းလိုနာမည်ပေးထားသောစားတော့ဆိုင်မှာအလုပ်လုပ်ကြပါတယ်။သုံးယောက်တလုံးအသက်20ကျော်အရွယ်များဖြစ်ပြီးတိုင်းသားလေးများဖြစ်ပြီးတန်မာထွားကြင်ကြပါတယ်။နေ့စဉ်ညနေဆောင်တိုင်းအိုးခွက်ပကံများကိုချောင်းမှာစေးကြတဲ့လူကိုတူးကြတို့ကလောက်ကြရပါတယ်။ ကားမိုင်းမျိုးလေးကိုတောင်စင်ထက်ထက်ဝင်းရံနေပြီးမြို့ရဲ့နောက်ဘက်မှာနန်ရင်ချောင်းက ခွေဘက်စီစဉ်လာကောင်နန်ကောင်ချောင်းနဲ့စုံစည်းရနေရာလေးဖြစ်ပါလိမ့်။ချောင်းရည်များဟာကြည်လင်စိမ့်မြနေပြီးတော့ရေအောက်ကိုထိုးဖောက်မြင်နေရပါတယ်။ကားမိုင်းတစ်မျိုးလုံးကချောင်းရည်ကို ချိုးရည်သုံးရည်ဖြင့်အသုံးပြုကြပါတယ်။ချောင်းရည်တစ်ဖက်ကမ်းမှာ နေကြဆိုင်ခင်းဖရဲဆိုင်ခင်းဘုံညင်းဆိုင်ခင်းများလှပစွာရှိနေပါတယ်။ ြို့ဘက်ချောင်းကန်းတပင်းမှာတဘာဝပေါင်နေသောနှင်းစီရိုင်းချုံကြီးများဒေါ်စပဲယုံများဈေးချုံများနဲ့တော်ပန်တော်ပန်တို့ဟာစိတ်ညို့စွာရှိနေပါတယ်။နေကြရိုင်းပွင့်များကလည်းချောင်းကိုသွားတဲ့လက်တလျှောက်အပြန်ရိုင်းပွင့်နေကြပါတယ်။ဒါရလောက်ပါတဲ့ချောင်းနှချောင်းစုံစည်းအောင်ရေစိမ်းပေါင်းဒုကြတို့စေကျော်တန်းစင်ပြီးရေမိုးချိုလိရှိတယ်။ချောင်းတစ်ပေးမှာတစ်ဖက်ရဲ့တလေးထိုးထားပြီးမိဖို့လို့ ယနေ့အိုကြီးကိုကြိုးတယ်။အေးမြသောဒေတာဖြစ်တာကြောင့်အိုခွပကံများကိုရင်နှွေးနဲ့ဆေးကြုံမှခဲနေသောအစီများ ပြောင်းစင်တန်ရှင်ပါလေ။ရင်နှွေးကြိုးရင်းနဲ့ဆိုင်ကနေယူလာသောစက်သားကြောင်များငါးကြောင်နဲ့ဝက်ပေါင်းကြောင်များကိုမိခင်မိဖုတ်ပြီးခုံရင်းနဲ့မြည်ကြတယ်။အငယ်ချင်းတို့ရောက်တက်ညီလက်ညီစည်စည်လုံးလုံးလောက်ကြပါလေ။ဒီနေ့ဒူးကြတို့ချောင်းတစ်ဖေးရောက်သူတို့စကန်းချလေးရှိတော့ တဖက်ရက်တဲလေးနဲ့မလမကန်ကဘာပေါ်မှာယောက်ျားကြီးတယောက်ငုတ်တော့ထိုင်ပြီးတော့ငေးနေပါလေနေဝင်ချိန်လေးဖြစ်မြူနေနေလေးကြာနေလို့တဲတဲကိုကိုကြီးမမြင်ရတော့လေလူလက်ပိုင်းရွေးဖြစ်ပြီးကတုံကြီးနဲ့ဖြစ်တယ်လူကြလို့လေလုံနေကြတိုင်းမိမွေးပြီးတော့အိုးကြီးတလုံးနဲ့ရင်နွေးကြိုကြပါလေမိရှင်ရလာတဲ့ခါမောင်းပါလာတဲ့စက်သားချောင်းအမြောင်များကို ရာဘူးတဲကိုထုတ်သွင်းထားလိုက်တယ်ကတုံကြီးနဲ့လူက တူကြတော့ကိုလက်မကြည့်ပေမလုံးမရှက်ငေးမော်လို့နေပါလေစက်သားကြောက်ဖို့မှ ရနံမြောင်မှွေးချိန်လာတဲ့ခါမှပြာဘူးအောက်ကထွက်ပြီးတော့ပူပူလောင်လောင်နဲ့ဖဲ့စားကြတယ်ယူလာတဲ့ခေါင်းကြီးနဲ့မြည်ကြတယ်စက်သားဖို့ရနံရတဲ့ခါမှကတုံးတဲ့လူက တူကြတော့ဘက်ကိုလှန့်ကြည့်လာပါတယ်အဲဒီခါမှအိုက်ထွင်းကဟိုကတုံးကြီးတော့စက်သားကြောက်ဖို့နဲ့ရလို့တို့ဘက်ကိုလှည့်ကြည့်နေပြီ စားကျင်တယ်ထင်တယ်ကွာနော်ခေါ်လိုက်ပါလားကွာစားစားကြောက်နေလဲအများကြီးပဲလေကွာအေးကွာငါခေါ်ကြည့်မယ်လာတော့လဲကြွေးပေါ့ကွာဖူးဆောင်ဟာကတုံးကြီးနဲ့လူကိုဦးလေးပြောဦးလေးစားစားကြောက်ဖို့လာပြီးစားပါအောင်လားဗျတုတ်ကဲ့သို့လန့်ခေါ်လိုက်ပါလိမ်စကားဆုံးတာနဲ့ကတုံးနဲ့လူဟောင်းစက်ကနေထပ်ပြီးမိဖို့ဘေးကိုရောက်လာပြီးတော့ငုတ်တုတ်ထိုင်လိုက်ပါလိမ်အိုက်တွင်းက ဆက်သားကြဖို့တမြောင်းပေးလဲအောင်ပူပူလောင်လောင်ကြီးကိုနှက်ခဲလုံးနဲ့စပလိုက်တယ်ဒူးကြကခေါင်းရင်တစ်ခွက်ကိုလှမ်းပြီးတော့ပေးလဲအောင်တက်ကြိုက်ထဲမော်လိုက်တယ်ဒူးကြကရီမောရင်နဲ့ဟာဟိုလေးရလေတေကြိုက်ပါလားဗျာတော်တော်ဦးလေးတော့ကျွန်တော်တို့မိဖြစ်ဆွေဖြစ်ပေါ့ဗျာကတုံးကြီးဟောလေချောင်းတန်ကြီးနဲ့တဟင်းတန်ပေးပြီးအင်းလိုလိုကင်းလိုလိုပြောလိုက်ပါလိမ့်ကျွန်တော်တို့၃ယောက်ကဒီနန်းကို ညနေတိုင်းလာကြတယ်ဗျဦးလေးစောင့်နေနော်စားတော့ပြီးဥခွက်ပကန်းခွက်ရောက်များကိုရင်တွေစပ်ပြာကြီးတို့နဲ့စေကြောကြပါလိမ့်ကတော့ကြီးဟာသူတို့လုပ်ပုံကိုငုံဆင်းဆင်းနဲ့ကျင်နေပါလိမ့်ကတော့ကြီးကဘာအယောင်မှန်းမသိတော့ဘောင်းမီဒူပုံနဲ့ဟောင်းတွန်ဆုပ်ပြက်နေတော့အယောင်စင်းမရှိတဲ့တီရှက်ကိုဝတ်ထားပါလိမ့်ဖက်နယ်လည်းမစီပဲကြည်ရတယ်မှာလူမမလူလူ ဖောင်ထွက်လိုလိုဖြစ်နေပါတယ်။အိုက်တွင်းတို့လည်းမိဖို့လေးကိုမင်းကြီးတပင်းကတုံးကြီးကိုနှုတ်ဆက်လို့ပြန်ငယ်ကြပါတယ်။နောက်ရမြမောင်စားတော်ပြီးစီကြိုးကြတဲ့ခါမှာကတုံးကြီးကငိုက်ဆိုင်ငိုက်ဆိုင်နဲ့ဆင်းလိုက်လာပြီးဝိုင်းကူစီကြော်ပါတယ်။ဒူးကြတို့နဲ့လည်းတဖြည်းဖြည်းပို့ပြီးတော့ရင်းနေလာတယ်။ဒူးကြတို့ ရေချိုးရေကူပါကသူလည်းရေတွေဆင်လာတယ်။စကားတော့လုံးဝမပြောပါဘူး။သူကအနေတာကွာ စကားမပြောတတ်ဘူးအုံနောက်လဲကောင်းရင်လာမသိပါဘူးပြူကြောင်ကြောင်ကောင်းဆင်းဆင်းနဲ့ကွာဒုက္ခနာကွာလဲအနံ့တမျိုးကြီးကွာဇိမ့်ရွှေရွှေနဲ့ဒိုးနဲ့တွေ့ကြတဲ့ကဝစ်စားလဲမလဲသေးပါဘူးကွာအသားကြီးကလဲဖြူဖက်ဖြူရောနဲ့တွေးမရှိတယ်လို့ပဲကွာနော်အေးကွာဘာပဲဖြစ်ဖြစ်သနာပါတယ်ကွာသူ့ဘဲမှာအိပ်ပါလေနောက်နေ့မှဝစ်စားတယ်ယူလာပေးရအောင် ဒီလိုနဲ့တူးကြတော့နဲ့ကတုံကြီးမိတ်ဆွေဖြစ်လာကြတဲ့နေဝင်ရည်တော်မှာကတုံကြီးကတူးကြတော့ကိုငရုတ်ထံပြီးတော့စောင့်နေတက်ပြီတူးကြတော့ကလည်းဆိုင်ကပိုးရှန်တဲ့ခေါဆွဲထမင်းဟင်းမြကိုယူလာပေးကြပါတယ်ခေါင်ကြီးကလည်းအမြဲပါတယ်တူးကြတော့သုံးယောက်ဟာမိတ်ဆွေကတုံကြီးတို့အတွက်တရှက်လက်ရှိနှထဲနဲ့ကျင်းပေါင်းပြီးနှထဲယူလာကြပါတယ်တို့တို့မိတ်ဆွေကြီးရဲ့အဝေးစားများက ဖိန်ရွှေရွှေနဲ့ပုတ်ဟောင်းနန်စော်နေပြီထုံစံတိုင်းစတ်တော့စေကျော်ပြီးတဲ့ခါမှာရေချိုးကြပါလိမ့်ဦးလေးကျွန်တော်တို့နဲ့ရေကူးပြိုင်မလားဗျဦးလေးနိုင်ရင်အဝဲနှစ်စုံနဲ့ခေါင်းကြီးနှစ်ပလင်းရမယ်ဦးလေးရှင်ရင်တော့သုံးရက်တိတိတယောက်ထဲပကန်းဆေးရမယ်ဘယ်နဲ့တော့မိတ်ဆွေကတုံးကြီးကလေချောင်းတန်ကြီးနဲ့တကင်းကင်းလောက်ပြီးစိန်ခေါ်ခြင်းကိုလက်ခံလိုက်ပါတယ်ဒူးကြတော့သုံးနဲ့ကတုံးကြီးဟော ချောင်းကိုကက်လက်ဖြက်၃ချိန်ပြန်ပြီးတော့ကူကြတယ်၃ချိန်စလုံးကတုံညီနိုင်ပါတယ်တမ်းမာထွားကြပြီးရေကူးခြင်းလေသူတူးကြတော့ဘလို့ပဲကူကူကတုံညီကိုမမီကတုံညီဟာရေပေါ်မှာတလောလောနဲ့တရရိပ်ကူနိုင်ပါတယ်တူးကြတော့ကတုံညီကိုအံ့ဩစွာနဲ့ချီချူကုန်ပြူကြရပါတယ်ကန်စက်မှာတူးကြတော့သုံးမောပန်းပြီးပက်လက်လှမ်းနေစမှာကတုံညီကဘေးမှာဒုနှလုံးထောင်ပြီးတော့ ငုတ်တုတ်ထိုင်နေပါလိမ့်။ယနေ့လူကလည်းရှင်းလာတယ်။နေဝင်လားထွက်နေဝင်ရိုးရီချိန်ပေါင်းဘဝင်းကျင်တစ်ခုလုံးလင်းထိန်ပြီးဒူးကိုယ်တူတင်းတင်းကျပ်ကျပ်ကြီးမြင့်တွေနေရပါလိမ့်။ကဲငါတို့ကတိတိုင်းဦးလေးကြီးကိုအဝတ်နဲ့ဆုံးနဲ့ခေါင်းကြီးနှစ်ပလင်းပေးလိုက်ရအောင်။အင်ဂျင်နီယာဘောင်မီကိုချက်ချင်းလက်ဝယ်ခိုင်းရမယ်ကွာ။ကတော့ကြီးကတဟင်းအံပြုတ်ပြီးတော့ထွက်ရခါတီချက်အဟောင်းကို လက်နှစ်ဖက်မြောက်ပြီးချွတ်လိုက်ပါတယ်။ကတော်ကြီးကိုကြည့်နေကြတော့တူးကြတို့ဟာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စက်ကနေထောက်ခုံလိုက်ကြတယ်။ဟာဖះဖះရင်ဘက်မှာအပေါက်ကြီးနေပါလား။ကတော်ကြီးရဲ့ရင်ဘက်မှာတမင်စာပကံများအရွယ်ရှိတဲ့အပေါက်ကြီးရှိပြီးကနောက်ကိုယ်ထဲမှာကလီစာပိုင်းစာများအကြည့်ချွဲများဟာ အပေါက်ဝမှာတွေ့လို့တွေ့လောက်ကြာနေတာကိုတွေ့လျက်တဲ့တူးကြတို့တို့အံ့ဩထိတ်လန့်သွားကြပါတယ်။ တုံကြီးဟောင်းအင်ဂျင်ချွတ်ပြီးတော့ဘေးကိုပြေးချပြီးတူးကြောက်ကိုလှန့်ဆွလိုက်တယ်ဖူဆောင်ကတော့အမေတရေကြီးပြိုတရေတည်းသူကဲတော့အော်ပြီးတော့ကဘာဘောကိုတက်လို့မြို့ဘက်ကိုပြေးတော်ပါတယ်ကတုံကြီးဖန်ဆွဲလိုက်တော့တူးကြောက်ဟောင်းကတုံကြီးရဲ့မျက်နှာကိုလက်သီးတစ်လုံးပြစ်သွင်းလိုက်ပြီးနှောက်ကိုခုန်ဆုပ်လိုက်တယ်မျက်နှာကိုလက်သီးနဲ့ထိသွားတော့လေကတုံကြီးကဘလုံးမမနေပဲတူးကြောက်ဘောကိုခုန်လိုက်တယ်တူးကြောက်ဟောင်း လက်သီးနဲ့ထိုးတယ်ခြေထောက်နဲ့ကန်တယ်ကောင်းတဲ့တိုက်တယ်ထိကျက်များပြင်းတော့လေရေစိမ်ထားတဲ့ငါဘုတ်ကြီးရဲ့အသားလိုပျော်စီစီချွတ်တဲ့ချော်တော်တော်ဖြစ်နေလို့ထိရောက်မှုမရှိလားပါဘေးမှာရှိနေသောအိုက်ထွင်းကကတုံးကြီးရဲ့ခေါင်းကိုအောက်ကိုရိုက်ချလိုက်တယ်ပြောင်းကနေမြည်သွားတော့လေကတုံးကြီးကစက်ကနေလှည့်ပြီးအိုက်ထွင်းကိုဖမ်းချုပ်လိုက်ပြန်နေမျိုးဘက်ကိုပြေးသွားတဲ့ဖူဆောင်ကတငယ်ချင်းအူပါမလာမသိတဲ့ခံပါ ချောင်းဘက်ကိုပြန်လှည့်ပြီးပြီးကမ္ဘာပေါ်မှာကြည့်လိုက်ရအောင်ချောင်းဆက်မှာလုံထွေးတပ်ပုံနေကြသောဒူးကြောင့်အိုက်ထွန်းနဲ့ကတုံးကြီးကို တွေ့လျော်ပါလေပူဆောင်ဟောင်းကမ္ဘာပေါ်မှာခုံချလိုက်ပြီး ချင်းကြကြီးရဲ့ဘေးမှာထဖို့ကိုကောက်ယူကာတက်ကွင်းကိုပြေးဝင်လိုက်ပါလေတရတော်ကတုံးကြီးကိုဘယ်လိုနည်းနဲ့မှမနိုင်အောင်ဖြစ်နေပါလေတမ်းမှာထွားချင်သောသုံးဦးစလုံးချွေးဆက်ဆက်ကြပြီးမောပန်းတုန်လှုပ်လာကြတယ် ိုက်ထွင်းတဲ့ကတုံးကြီးထိုးခြင်းနေစဉ်ဒူးကြဟောင်းအတွေ့တစ်ခုဝင်လာပြီးတော့ဖိုးဆောင်ကိုလက်မနဲ့လက်ညှိုးကိုဝိုင်းပြပြီးတဘိုးကိုထိုးပြလိုက်တယ်ဖိုးဆောင်ကလည်းချက်ချင်းတဘိုးပေါက်ပြီးကတုံးကြီးရဲ့ကြောဘက်ကိုဖြက်ခနဲဝင်လိုက်ပြီးတော့ကင်ထားတဲ့တဘိုးကိုကတုံးကြီးရဲ့ကြောဘောက်ကြီးတဲ့ကိုထိုးသွင်းလိုက်တယ်ရင်ဘတ်ပေါက်ကြီးမှထွက်လာသောတဘိုးကိုဒူးကြကတွက်လက်စွာဖမ်းဆုပ်လိုက်ပြီးနှစ်ယောက်သောတဘိုးကိုမဆွဲလို့ရေဆက်ကို ကတုံးကြီးကိုတရွတ်တိုက်ဆွဲသွားကြပြီးကြားလို့မန်သွင်းကောင်ချုံနဲ့ကိုလွှဲပြလိုက်ကြပါလိမ့်ကတုံးကြီးတက်မှတဟင်းအတန်ကြီးထွက်လာပြီးချုံနဲ့ကိုဝုန်းဝင်နေကြကောင်ရည်စည်းနဲ့တရွတ်ရွတ်မြောပါသွားတော့တယ်ဒူးကြတို့ရဲ့မိတ်ဆွေကတုံးကြီးဟောတော်တွင်တိုက်ပွဲမှာလက်နက်ကြီးထိမှန်းလို့သေဆုံးပြီးနန်ကောင်ချုံတိုင်းမြောပါလာကကာမိုင်းရည်စိမ်းမှာတောင်းနေနေတော့ရည်မြောကန့်တယ်နာနာဘွားကြီးမှာ တူးကြတော့မတိကြပါစိုက်သူဟုတ်ကဲ့စိုက်သူဆီယမကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားဆန်းကျေးဗဒေရင်ဘူပရလောကဖြစ်ရမန်ဇလန်ကောင်းလေးကိုဗာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တဲ့ channel ပြီးတော့ comment ပါ ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာဝါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တော်ဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြီးတန် channel လေးကနေထူးခြားဆန်းကျင်းလိုဝတ်ဆန်းကျင်းတည်တဲ့ရင်ဖို့ပရာလောကကံမီရောက်ယမတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းများစွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။